ုတပတ်ကျွန်တော်တင်ပြပါကတော့2015ခုနှစ်ဒီဇင်ဘာလ14ရက်မှ20ရက်နေ့ထိကြာမြင့်မဲ့လာမယ့်ရက်တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေတွေနဲ့ပြီးခဲ့တဲ့ရက်များအတွင်းမြန်မာနိုင်ငံတဝမ်းမှာဖြစ်ပေါ်ခဲ့တဲ့မိုးလေဝသအခြေအနေပြန်လည်သုံးသပ်ခြင်းတို့ကိုတင်ပြတော့မှာဖြစ်ပါတယ်။ပထမဦးဆုံးလက်ရှိ အခြေအနေမှာမြန်မာနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့နေ့ဘူးချိန်များအခြေအနေကိုတင်ပြမယ်ဆိုရင်ပြီးခဲ့တဲ့ရက်များတွင်မြန်မာနိုင်ငံတော်မှာနေ့ဘူးချိန်ဟာအမြင့်ဆုံး66ဒီဂရီမှ65ဒီဂရီဖရန်ဟိုက်စင်တီဂရိတ်နဲ့ဆိုရင်တော့30ဒီဂရီမှ35ဒီဂရီစင်တီဂရိတ်အထိအမြင့်ဆုံးရှိခဲ့ပါတယ်အနေဆုံးအနေနဲ့တော့မြန်မာနိုင်ငံတော်မှာအဘူးချိန်များဟာအကျန်းအဖြစ် ၃ဒီဂရီမှ၅ဒီဂရီစင်တီဂရိတ်သို့မဟုတ်၃၂ဒီဂရီမှ၄၁ဒီဂရီဖရိုက်အထိအနည်းဆုံးကျဆင်းခဲ့ပါလေ။အဲ့ဒီအနည်းဆုံးအမှုကြီးတွေကိုတော့မြန်မာနိုင်ငံမြောက်ပြားဒေသများမှာတွေ့ကြရပြီးအမြင့်ဆုံးအမှုကြီးတွေကိုတော့မြဝကျုံပေါ်တောင်ပိုင်းနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာတွေ့ကြရပါလေ။ကျန်ဒေသများမှာတော့အများအပြားအမှုကြီးတွေကသောသောကပြင်းပြလေးတဲ့အတိုင်း၁၀ဒီဂရီမှနေပြီး 25ဒီဂရီစနေခိုင်ခန့်ကြီးရှိနေခဲ့ပါတယ်။အလားတူပဲညအူရင်းများဦးကြီးတဲ့အခါတော့ပြီးခဲ့တဲ့တပတ်အတွင်းမှာမြန်မာနိုင်ငံမြောက်ပြားစွန်းဒေသမှာအပူချိန်ကြီးဟာအခုပြင်ကချင်ပြည်နယ်ရဲ့မြောက်ပိုင်းထိပ်အစွန်းလေးမှာညအူရင်းဟာရေကမ်းမရဲ့အောက်ရော့အောင်အင်းနေခဲ့ပါတယ်။တုံညဒီဂရီမှာအနုပ်5ဒီဂရီစနေခိုင်ကြီးအင်းနေခဲ့ပြီးမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းမှာတော့ညအူရင်းဟာ ပြီးကြတဲ့ရပိုင်းအတွက်မှာအပူချိန်ကရာ15ဒီဂရီမှ20ဒီဂရီစင်ဝေကန်တီရှိနေကြပါတယ်။ကြာသေးတာများမှာတော့အများအဖြစ်ညာပူချိန်များဟာ30ဒီဂရီမှ4ဒီဂရီ10ဒီဂရီ15ဒီဂရီ20ဒီဂရီစသဖြင့်အသီးသီးဒေတာလိုက်ဖြစ်ပေါ်နေကြတာကိုတွေ့ရပါတယ်။အဲမိုးရသမှုအနေနဲ့တော့အများအဖြစ်မိုးမရွာသွန်းခဲ့တဲ့လောက်ညှော်နေနေကြတာတွေ့ရပါတယ်။အခုရပိုင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာတော့အများအပြားတင်အတင့်တင်ဖြစ်ထွန်းနေပြီးတော့ကြံဒေသများမှာအများအပြားတင်ကင်းစင်နေတာကိုတွေ့ရပါတယ်ထူးခြားမှုတစ်ခုကတော့လက်ရှိကာလဟာဆောင်းရသည့်ကာလဖြစ်ပေမဲ့လို့မုန်းရွာသွန်းမှုညော်နေပြီးတင်များလည်းအများအပြားကင်းစင်နေတဲ့အတွက်တနည်းတနည်းမြင့်တက်လာတဲ့တံပိုးများအနေနဲ့တွေ့ရတာကတော့ခရမ်းလုံးရောင်ကြီးအညွန့်ငယ်များဖြစ်ပါတယ် ဒီနေရာမှာမြန်မာနိုင်ငံတောင်ပိုင်းဒေသပြည်တွေတနင်္လာရီတိုင်းမှာအခုရပိုင်းတွင်ဖြစ်ပေါ်နေတဲ့ကမ်းလွန်ရောင်ကြီးအညွန့်ကိမြဟာအမြင့်ဆုံးအဆင့်ဖြစ်တဲ့ extreme level လုံခဲ့တဲ့အဆင့်ကိုရောက်ရှိနေတာကိုတွေ့ရပါတယ်။ကျန်ဒေသများမှာလည်းကမ်းလွန်ရောင်ကြီးမြင်မာတဲ့အဆင့်မှအလုံးမြင်မာတဲ့အဆင့်အထိကမ်းလွန်ရောင်ကြီးအညွန့်ကိမြပြည့်တက်နေတာကိုတွေ့ရပြီးမြန်မာနိုင်ငံမြောက်ပိုင်းရဲ့အထက်ပိုင်းဒေသများမှာမြင်မာတဲ့အဆင့်နဲ့ မြန်မာနိုင်ငံလေပိုင်းနဲ့မြေလပိုင်းမြေဝကျွန်းပေါ်ဒေသများမှာအလုံမြန်မာ့ရဲ့အဆင့်ကိုရောက်ရှိနေတာကိုတွေ့ရပါတယ်။လာမယ့်တစ်ပတ်တွင်ဖြစ်ပေါ်နိုင်တဲ့မြေပူချင်းအများဆုံးနဲ့အ ਨੇ ဆုံးအခြေအနေကမန့်ကြများအနေနဲ့တော့လာမယ့်တစ်ပတ်ရဲ့ပထမရက်ပိုင်းတွင်ဖြစ်တဲ့ဂျေဇမာလာ၁၄၁၅၁၆၁၆ရက်တွေကအနည်းငယ်အပူချင်းမြင့်နေပြီမဲ့လို့နောက်ပိုင်းရောက်တဲ့အခါမှာတော့ မိဘူးချင်းများကတပိပိယောနဲ့ကြဆင်းသွားမယ်လို့ခမန့်ရရှိထားပါတယ်။ဒီစမာလာဆယ်လေးဆယ်သုံးဆယ်လေးဆန်ကစားတဲ့ရက်ဒီမှာမိဘူးချင်းများဟာမြန်မာနိုင်ငံတော်မှာအမြင့်ဆုံး၃၀မှ၃၅30 35မြန်မာနိုင်ငံတောင်ပိုင်းမှာ30 35အထိမြင့်တယ်နေပါလေ။ဒါပေမဲ့လို့ဒီစမာလာဆက်ကွန်ဆက်ချစ်စားတဲ့နောက်ပိုင်းရက်တွေရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံမှာ နေ့ဥကြီးများ30ဒီဂရီစင်တီဂရိတ်ကျော်တော်တဲ့ဒေသမရှိတော့ဘဲအများအဖြစ်25မှ30လာအများဆုံးရှိနိုင်ပြီးအဲ့ဒီဥကြီးတွေကိုတော့မြို့ဝကျွန်းပေါ်နဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာကြုံတွေ့နေပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာတော့နေ့ဥကြီးများဟာတစ်ဆင်းမှ25အတွက်သာလျှင်အများဆုံးရှိနိုင်တယ်လို့ခမတ်ရရှိပါတယ်ညဥကြီးများအနေနဲ့တော့စောစောကတင်ပြခဲ့တဲ့အတိုင်းဂျာမဲကျွန်းအတွင်းပထမပိုင်းရည်ဒီမှာ ညဘူးကြီးများဟာနှင်းငယ်မြန်မာနိုင်ပြည်မဲ့လို့နောက်ပိုင်းရက်တွေရောက်တာနဲ့ညဘူးကြီးများရဲ့တံပိုးတွေကတပိပိယုံနေကြလာမှာဖြစ်ပါလေအခုဒီဒီမှာဆိုရှယ်ရေးဘာဝင်ကြီးမှာညဘူးကြီးအနေဆုံးကြာစင်းနေပြီးတော့အဲဒီကာလမှာမြန်မာနိုင်ငံတွင်းမှာပြုပေါ်နေတဲ့ညဘူးကြီးများဟာအများဆုံး70ဒီဂရီမှ76ဒီဂရီစင်တီဂရိတ်ကအများဆုံးရှိနိုင်တဲ့အနေအထားကိုရောက်ရှိတာမှာဖြစ်ပါလေ မြန်မာနိုင်ငံအထက်ပိုင်းမြောက်ပိုင်းဒေသများမှာတော့ညဘူးကြီးများဟာတုံညဒီဂရီဆယ်နီဂရိတ်ရောက်အောင်ဒီအေးတဲ့ဒေသများနဲ့ငရန်တလို့အမှုကြီးရောက်အောင်အေးတဲ့ဒေသအများပြားဖြစ်ပေါ်လာနိုင်တယ်လို့ခမန့်ရရှိထားပါတယ်မိုးရွာသွန်းမှုအနေနဲ့လည်းလာမယ့်တစ်ပတ်အတွင်းမှာမိုးများသောရွာသွန်းနိုင်တဲ့ဒေသဟာရှမ်းပြည်နယ်ဖြစ်ပါတယ်ရှမ်းပြည်နယ်မှာမိုးအထင်အင့်ရွာသွန်းနိုင်ပါလေရှမ်းပြည်နယ် မန္တလေးတိုင်းကြောင်းပိုင်းပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းရှိပိုင်းကြားပြည်နယ်ကချင်ပြည်နယ်မြောက်ပိုင်းစုံနဲ့တနင်္လာရီတိုင်းဒီပိုင်းတို့မှာနေရာကွက်ကြားမိုးအင်းငယ်ရွာတော်နိုင်တယ်လို့ခမရပါတယ်လာမယ့်တစ်ပတ်အတွင်းရှမ်းပြည်နယ်မှာတော့အထူးဖြင့်ရှမ်းပြည်နယ်အရှေ့ဘက်မှာမိုးရွာသွန်းမှုဟာပုံမှန်ရွာသွန်းရတဲ့အင်းငယ်ပုံနေပြီးတော့ကြံသေးတာအများပြားကတော့ ရွာသွင်းရေးပုံမှန်ကအတိုင်းသာရှိနိုင်တယ်လို့ခမန်းရရှိထားပါလေ2015ခုနှစ်တွင်ဖြစ်ပေါ်နေတဲ့အယ်လီညိုရဲ့အင်အားဟာလက်ရှိမှာအားကောင်းဆုံးရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်ပစိဖိတ်သမုဒ္ဒရာရဲ့အရှိပဲအီကွေတာရောင်ဝယ်ရေပြင်ပေါ်မှာဘီလီရင်းမြေအမှုကြီးများမြင့်တက်မှုကိုအထင်ရှားတွေ့နေရပြီဖြစ်ပါလေအင်ကြာပုံစံခမန်းချက်များနဲ့တွေ့ချက်ကြည့်တဲ့ကာမလေးအခုပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာရောက်ရှိနေတဲ့အယ်လီညိုရဲ့အင်အားဟာ ။အဲဒီညိုရဲ့တမိုင်းမှာအားကောင်းဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်တာကိုတွေ့ရပါတယ်။အဲဒီညိုရဲ့ထိရောက်မှုများကြောင့်မြန်မာနိုင်ငံပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းရွာသွန်းခဲ့တဲ့ဘိုးရွာသွန်းမှုတွေကိုပထမဆယ်ပတ်ဒုတိယဆယ်ပတ်တတိယဆယ်ပတ်စသဖြင့်ဆယ်ရက်ပတ်တစ်ချိန်သုံးချိန်ဆက်တိုက်ခံမှန်းကြည့်ကြရမှာတိုင်းတာရရှိတဲ့ဘိုးကြီးများဟာနိုဝင်ဘာလတလလုံးရွာသွန်းရဲ့အောက်ရော်နေနေတဲ့ ဒေတာအများပြားဖြစ်ပေါ်နေကြတာကိုတွေ့ရပါတယ်။အနည်းဆုံးမြန်မာနိုင်ငံလုံးရဲ့60ရာခိုင်နှုန်းကရွာသုံးမြေကိုမပြည့်ပြည့်ရွာသုံးမြေအောက်ယောနေနေတာဆယ်ရက်ပတ်၃ချိန်ဆက်တက်ရှိနေဖြစ်ပါလေ။ဖြစ်ပေါ်နေတဲ့အယ်နီယိုရဲ့အင်အားများကလက်ရှိခြေတင်ပါလေ။အစွဲတို့ကြာအရှိမဲ့ခြေပြေပေါ်မှာရင်းမြတ်ပြည်အမှုကြီးကပုံမှန်ရဲ့အထက်နှစ်တသမာ၈နှစ်တသမာ၉ဒီဂရီစင်ဂရိတ်ကန်တီမြင့်တက်နေပါလေ။ဒါကြောင့်ဒီအယ်နီယိုဟာ ဒီနေ့ကိုကြော်တော်ပြီးနောက်နေ့2016ခုနှစ်မြို့ရာဒီရောက်တဲ့အထိဆက်လက်ရှိနေဦးမယ်လို့ခမန်းတရားရှိထားပါတယ်။မိုးရွာသူမှုခမန်းကြီးများအနေနဲ့လည်းမြန်မာနိုင်ငံမှာရွာသွန်းတဲ့မိုးကြီးများဟာဇူလိုင်လအတွင်းကပုံမှန်ရက်အထက်ကျော်လွန်နေတဲ့အနေအားကနေပြီးတော့ဩဂတ်လမှာပုံမှန်ကနေဒီနောက်ပိုင်းစက်တင်ဘာလကစပြီးလက်ရှိဒီဇင်ဘာလအထိမိုးရွာသွန်းမှုတွေကရွာသွန်းရဲ့အောက်တလနဲ့တလပုံမှုညွန်နေကြလာတာကိုလည်း တွေ့ကြပါတယ်အခုဆက်လက်ပြီးဒါမဲ့ဒီဇင်ဘာလ14ရက်က20ရက်နေ့အထိကြာမြင့်မယ်ရမယ့်တစ်ပတ်အတွက်မိုးလေဝသခမန်းကျင်များဆက်လက်ပြပြလုပ်ပါလေလာမယ့်တစ်ပတ်အတွက်မှာမင်္ဂလာပြေအောင်မျိုးပိုင်းအလဲပိုင်းတို့မှာအင်းကြီးငယ်ဖြစ်တော်နိုင်ပါကာဒီဗီလေဗီနဲ့ဂျာမင်းလာဗီလေအလုံးမှာတိန်အသင့်တင်ဖြစ်တော်နိုင်ပါလေမြန်မာတပီတုံးကတော့တိန်ကြီးငယ်မှာတိန်အသင့်တင်ရေပုံရအပြည့်ဖြစ်ပေါ်နိုင်တယ်လို့ခမန်းရပါပဲလာမယ့်တစ်ပတ်တွင်မင်္ဂလာဗီလေအလုံးမှာ မုန်တိုင်းဖြစ်ပေါ်နိုင်တဲ့အလားအလာများမရှိဘူးလို့ပဲခံမှန်းရရှိပါလေမြမဗီလေပင်အခြေအနေကတော့လာမယ့်တစ်ပတ်တွင်မှာမြမကာရန်ကန်လုံဗီလေပင်မှာလိုင်းအင်းငယ်အများအပြားရှိတယ်ပါလေလိုင်းမြင်းကလည်းတပိမသုံးပိကအထိတာရှိနိုင်တယ်လို့ခံမှန်းရပါလေညာဘူးရင်ခမန်းကျများအနေနဲ့တော့လာမယ့်တစ်ပတ်တွင်မှာချင်းပြည်နဲ့ရှမ်းပြည်နဲ့ကယားပြည်တို့မှာ6ဒီဂရီစင်တီဂရိတ်ကနေ7ဒီဂရီစင်တီဂရိတ် ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးတစ်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာညဘူးချင်းက7ဒီဂရီစင်ဂရိတ်မှာ16ဒီဂရီစင်ဂရိတ်ကျန်တိုင်းဒေသကြီးတွေမှာတော့ညဘူးချင်းက19ဒီဂရီစင်ဂရိတ်မှာ18ဒီဂရီစင်ဂရိတ်ခန့်အများဆုံးရှိတိုင်းနေလို့ခမန်းရရှိတဲ့အတွက်လာမယ့်တစ်ပတ်မှာတော့အေးပုံမဲ့ရက်တစ်ပတ်အဖြစ်တွေ့ကြရပါတယ်ထူးခြားမှုကတော့ခရမ်းတော်ရောင်ကြီးအညွန့်ကိန်းကြီး ပြန်လဲမြင့်တဲ့အင်တာကိုတွေးကြခြင်းပဲဖြစ်ပါလေ။ဒါမဲ့ဒီဘက်တွင်မှာတနေ့သားဒီတိုင်းမှာခရမ်းတော်ရောက်ပြီးအညုံကိဟာလွန်ခဲ့တဲ့အဆင့် extreme danger အဆင့်ကိုရောက်ရှိနေနိုင်ပါလေ။ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်ခရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်တောင်ပိုင်းမကွေးတိုင်းတောင်ပိုင်းနဲ့မန္တလေးတိုင်းတောင်ပိုင်းတို့မှာလည်းခရမ်းတော်ရောက်ပြီးအညုံကိအဆင့်ဟာ very high အလွန်မြင့်မားတဲ့အဆင့်ကိုရောက်ရှိနိုင်ပြီးတော့ဂျန်ဒေတာများမှလည်း high ခန်းတော်ရောင်ကြီးအညွန်ကြီးမြင့်တဲ့အဆင့်ကိုရောက်ရှိနေနေရင်ဆိုတာကိုတွေ့ရတဲ့အတွက်ခန်းတော်ရောင်ကြီးရဲ့အန်ဒီကိုလည်းသတိပြုဒီထိုင်ဖို့လိုမယ်လို့တင်ပြလိုပါတယ်။မိုးရွာသွန်းမှုအချိန်ကမတ်ရဲ့အနေနဲ့တော့လာမယ့်တစ်ပတ်တွင်မှာကချင်ပြည်နယ်စကိုင်းတိုင်းဒေတာကြီးအထက်ပိုင်းတို့မှာတရက်မှနှစ်ရက်ခန့်နေရာကွက်ကြားမိုးနှင်းနဲ့ချစ်ချုံရွာဝယ်ရာရှိပါတယ်။ ရှမ်းပြည်နယ်မှာတော့အထူးဖြင့်မိုးအထင်တွေရွာသွန်းပေါ်ရာရှိပါတယ်။တနင်္လာရီတိုင်းဒေသကြီးမှာနေရာကွက်ကြားမိုးတကြုံရွာနေပြီးကြံသေးတာတွေမှာတော့အများအပြင်းဒါရလိမ့်မယ်လို့ခမန်းရရှိထားပါကြောင်းတင်ပြအပ်ပါလိမ့်။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘီအန်ဒရီမြန်မာအစဉ်ကေဝီနိုင်ကြပါစေ။